ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဇူလိုင်လ2ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG စီရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေးသတင်းအနေဖြင့်တောင်သာနယ်မှာအကြမ်းဖက်စစ်အုပ်စုရဲ့ရန်ကားပစ်ခတ်မှုကြောင့်အရက်သား၄ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် မန္တလေးတိုင်းတွေကညဦးနဲ့တောင်သာမြို့နယ်အဆက်ကရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်တပ်ရဲ့ရန်ကားပစ်ခတ်မှုကြောင့်တောင်သာနယ်ကအရက်သားပြည်သူ၄ဦးသေဆုံးခဲ့ရတယ်လို့တောင်သာမြို့နယ်ပကဖကထုတ်ပြန်ထားပါတယ်။ညဦးနဲ့တောင်သာမြို့နယ်အဆက်ကရွာတွေကပြည်သူပိုင်အိမ်တွေကိုမိရှုဖျက်ဆီးလာနေတဲ့စစ်ကောင်စီရဲ့အင်အား150ခန့်ပါစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေဝိုင်းပြီးတိုက်ခိုက်ခဲ့ရမှာလဲစစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူများတယ်လို့ဆိုပါတယ်။ ညောင်ဦးမြို့နယ်ငတရောက်တိုက်နယ်ခြေရွာကနေဇွန်လ26ရက်ကစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အင်အား150ခန့်ပါစစ်တပ်စစ်ကြောင်းဟာကံမရွာ၊ဇီးမကြီးရွာ၊စင်သားမွေးရွာ၊တောပြားရွာ၊တနက်ပင်ရွာကပြည်သူပိုင်အိမ်တွေကိုဇက်တိုက်မီးရှို့ဖျက်ဆီးပြီးခဲ့တဲ့နောက်ညောင်ဦးမြို့နယ်နဲ့ထိစပ်နေတဲ့တောင်သာမြို့နယ်အနောက်ချမ်းကခြေရွာတွေကိုစစ်ကြောင်းဥတီခဲ့တယ်လို့သိရပါဗျ။တောင်သာမြို့နယ်အနောက်ချမ်းခြေရွာတွေကိုဥတီလာတဲ့အဲ့ဒီစစ်ကြောင်းကို ဒေါ်လိုင်းတက်ဖွဲ့တွေတွားရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကြောင်းဟာလမ်းကြောင်းပြောင်းသွားခဲ့တယ်လို့အသိပေးပါတယ်။အဲ့ဒီစစ်ကြောင်းကိုကူဖို့မြင်းညံကနေအင်အားဖြည့်လာတဲ့စစ်ကောင်စီတက်ဖွဲ့နဲ့ပြူစောထီးတွေဟာတောင်သာမြို့နယ်ထမ်းမင်ကန်ရွာကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာကြောင့်တီးကုန်းရွာကပြည်သူပိုင်အင်တွေပေါ်ကျပြီးအမျိုးသား2ဦးအမျိုးသမီး2ဦးသေဆုံးကာ2ဦးဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းဟာညောင်ဦးတောင်စာနယ်ဆက်မြင်းအတိုင်းစစ်ကြောင်းထိုးသွားပြီးကင်းစလုတ်ကြေးရွာကိုရောက်ရှိလာတာကြောင့် တော်လိုင်းအဖွဲ့တွေကဇွန်လ28ရက်နေ့မှာစစ်ကြောင်း၃ကြောင်းခွဲပြီးလက်နက်ကြီးလက်နက်ငယ်တွေအပါအဝင် drone တွေနဲ့ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကလည်း MI-35 ရဟတ်ယာဉ်နှစ်စင်းနဲ့လာရောက်ပစ်ကူပေးခဲ့တယ်လို့အထိနာသွားတဲ့စစ်တပ်စစ်ကြောင်းကကင်းစလုတ်ရွာကပြည်သူပိုင်အိမ်သုံးလုံးကိုမီးရှို့ဖျက်ဆီးခဲ့ပြီးဇွန်လ28ရက်မနက်အစောပိုင်းမှာငတယောက်ရဲစခန်းကိုပြန်ဆုတ်သွားတယ်လို့သိရပါတယ်။ဒီတိုက်ခိုက်မှုတွေကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူနေပြည်တော်၈၁တပ်ရင်းမိထီလာတော်လိုင်းအင်အားစု DSNDA ပြည်သူ့ကာကွယ်ရေးတပ်တော်မြင်းညံခရိုင်တပ်ရင်းအမှတ်၃တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်ပြည်ခရိုင်နဲ့တောင်ဦးခရိုင်ကိုဆက်သွယ်ထားတဲ့ပောက်ခေါင်းအုပ်တွင်းလမ်းမကိုစစ်အုပ်စုကဖျက်တောက်ဖျက်ဆီးတဲ့သတင်းကိုတင်ပြပေးပါမယ် ပြည်ခရိုင်နဲ့တောင်ဦးခရိုင်ကိုဆက်သွယ်ထားတဲ့ပဲခူးရုံးမဖြတ်ကျော်ပောက်ခေါင်းအုပ်တွင်းလမ်းကိုစစ်ကောင်စီကဇွန်လ30ရက်နေ့နဲ့ဇူလိုင်လ1ရက်နေ့မှာဖြတ်တောက်ဖြတ်စည်းခဲ့တယ်လို့ PNground News PUGN ကဖော်ပြပါတယ်။ဒီလိုလမ်းမိုင်းကိုဖြတ်တောက်ဖြတ်စည်းလိုက်တာဟာပြည်ခရိုင်တွင်းကဒေသတွင်းပြည်သူတွေအကြက်တဲဖြစ်အောင်လှုံ့ဆော်တာလို့သိရပါတယ်။အကြံဖတ်ဆက်ကဆက်တက်များဟာ နေမျိုးများမှာရက်သားနေအိမ်တွေကိုမိရှို့ခြင်းရက်သားများကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခြင်းတို့ကျူးလွန်လျက်ရှိနေပါတယ်ခမညာဆလဘီကမ်ဘလူမျိုးနယ်ထန်းကုန်းရွာမှထွက်လာသောစစ်ကောင်စီတပ်နှင့်ပြူများအုတ်ဖိုရွာနှင့် ခေါ်တန်နီရွာရှိပြည်သူများအားအတင်းအဓမ္မပေါ်တာဆွဲပြီးထန်းကုန်းရွာထဲသို့ဖမ်းဆီးခေါ်ဆောင်သွားတဲ့သတင်းကိုတင်ပြပေးပါမယ်ကမ်ဘလူမျိုးနယ်ထန်းကုန်းမှထွက်လာသောစစ်ကောင်စီတပ်နှင့်ပြူများ ဥဖိုရွာနှင့်ခေါတန်ဒီရွာရှိပြည်သူများအားအတင်းအဓမ္မပေါ်တာဆွဲပြီးထန်းကုန်းရွာတဲ့ဖန်းစီခေါ်ဆောင်သွားတယ်လို့ကျွန်းလာကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကန့်ဘလူခရိုင်ကအတည်ပြုထားပါတယ်။ဇူလိုင်2ရက်မနက်9:45မိနစ်အချိန်ကန့်ဘလူမြို့နယ်ထန်းကုန်းမှထွက်လာသောစစ်ကောင်စီတပ်နှင့်ပြူများသည့်ဥဖိုရွာနှင့်ခေါတန်ဒီရွာရှိပြည်သူများအားအတင်းအဓမ္မပေါ်တာဆွဲပြီးထန်းကုန်းရွာထဲသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိတယ်လို့ဖော်ပြပါဗျာ။ ကံဘလူမြို့နယ်တွင်၃ရက်ဆက်တိုက်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးလူသက်ခဲ့သောစစ်ကောင်စီတပ်နှင့် ပြူစောတိစုပေါင်းအင်အားသည်တရားနီးပါးရှိပြီးကျေးရွာများသို့လှည့်လည်ဝင်ထွက်လျက်ရှိပါသည်။ထိုးစစ်ကြောင်းကြောင့်တပြေးသာကျောင်းကုန်းနှင့်အနီးနားရှိကျေးရွာများမှပြည်သူ၈၀၀၀ခန့်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်ခမညာ။ဆက်လက်ပြီး မြောက်ခရမ်းပြူရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တက်ခိုက်မှုမှာစစ်သားနဲ့ပြူစောထိ20ခန့်တေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။မကွေးတိုင်းခံကောမြို့နယ်တဲကစစ်ကောင်စီလက်ပါစီမြောက်ခရမ်းပြူစောထိရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာစစ်သားနဲ့ပြူ20ဦးခန့်တေဆုံးသွားတယ်လို့အညာ Heroes အဖွဲ့ကထုတ်ပြန်ထားပါတယ်။ဇွန်လ29ရက်နေ့ကမြောက်ခရမ်းပြူရွာကိုလက်နက်ကြီးတွေနဲ့တွားရောက်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့အညာ Heroes အဖွဲ့ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာစစ်ကောင်စီနဲ့သူတို့လက်အောက်ခံတွေရဲ့ရရဆက်ဆက်အရှင်လက်လက်မီးရှို့တပ်ဖြတ်ခဲ့တဲ့ရဲဘော်နှစ်ယောက်အတွက်လက်တုံ့ပြန်တဲ့အနေနဲ့တွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အညာ Heroes ကအတည်ပြုထားပါတယ်။အညာ Heroes အဖွဲ့အနေနဲ့ခြေတန်းလုံးလုံးနဲ့တိတ်တဆိတ်လှုပ်ရှားမှုတွေပြန်လည်လှုပ်ဆောင်နေပြီဖြစ်တာမို့မိဘပြည်သူတွေအနေနဲ့အားတင်းထားကြဖို့နဲ့ကုညီပေးသူတွေကိုကျေးဇူးတင်ကြောင်းအဲ့ဒီအဖွဲ့ကပြောကြားထားပါတယ်ခင်ဗျာ။ဆက်လက်ပြီး ်မင်းလာမြို့နယ်ကဇရစ်မြောင်ရွာကိုစစ်တပ်ကနောက်တစ်ကြိမ်မီးရှို့ဖျက်ဆီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းအနောက်ချမ်းတာယောက်ရီခရိုင်မင်းလာမြို့နယ်ခွမအုပ်စုထဲမှာပါတဲ့ဇရစ်မြောင်ရွာကိုဒီနေ့ဇူလိုင်လ2ရက်မနေ့17နာရီခန့်မှာစစ်ကောင်စီတပ်ကနောက်တစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ဇရစ်မြောင်ရွာကိုစစ်သားတွေမီးရှို့နေတာကြောင့်မီးခိုးလုံးကြီးတွေတက်လာတာကိုအဝေးကမြင်ရတယ်လို့ဆိုပါတယ်။ ရွာသားတွေမရှိဘဲထွက်ပြေးတိမ်းရှောင်နေချိန်မှာစစ်သားတွေမီးရှို့ဖျက်ဆီးသွားတာလို့သိရပါဗျ။ဇေယျမြောင်ရွာအရှိကုန်းကိုစစ်ကောင်စီတပ်ကဧပြီ30ရက်နေ့ကလည်းမီးတင်ရှို့ခဲ့ပြီးကြံတဲ့ပြည်သူပိုင်အိမ်တွေကိုထပ်ပြီးမီးရှို့ဖျက်ဆီးနေတာလို့ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့မင်းလာသတင်းအဖွဲ့ကသိပေးထားပါဗျ။မင်းလာမြို့နယ်အတွင်းမှာဒုဗိုလ်မှူးကြီးအဆင့်ရှိသူတွေအပါအဝင်စစ်တပ်အရာရှိတွေတိုက်ပွဲမှာသေဆုံးသွားတာကြောင့်အကြမ်းဖက်စစ်တပ်ဟာ နေမည်ရှင်းလင်းရေးခေါင်းစဉ်တက်ပြီးဒေတာရင်းမှာရှိတဲ့ကြေးရွာတွေကိုဇက်တိုက်မီးရှို့ဖျက်ဆီးနေတာပဲဖြစ်ပါတယ်ခင်ဗျာယခုနောက်ဆုံးစီးရဲတဲ့နေဖြင့်ပခုတ်ကူတက်မှတရားတက်ကနေရေစကြုံမြို့မှာရှိတဲ့ခလာရ258တက်ကိုပို့မဲ့ရိတ်ခါတွေနဲ့အတူကားတစီသိမ်းစီရရှိတဲ့တရင်ကိုတင်ပြပေးပါမယ်မကွေးတိုင်းပခုတ်ကူမြို့မှာအခြေဆိုင်တဲ့တက်မှတရားတက်ကနေ ရည်စကြိုမြို့မှာရှိတဲ့ခလာရ258တရင်ကို ပို့မဲ့ရိခာရီနဲ့အတူမှန်လုံရင်တစင်းကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ရည်စကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကအသိပေးထုတ်ပြန်ပါတယ်။ဒီနေ့ဇူလိုင်လ2ရက်မနက်9:00နာရီခန့်အချိန်မှာရည်စကြိုမြို့နယ်အပိုင်းတွေကရည်စကြိုပခုတ်ကူကားလန်းတနေရာမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှောင်းတခင်စစ်ဆေးနေချိန်မှာဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။တမတရားတက်ကနေခလာရ258တက်ကိုပို့မဲ့ဆန်း25အိတ် စားစီ14ပုံ73စီ9ပုံစားတဲ့အိတ်ဟင်းချုံမုံတဲ့အိတ်စားတဲ့ရိတ်ခါတွေနဲ့အတူကုန်တင်မှန်လုံးရင်ငယ်တစည်းကိုဖမ်းမိခဲ့တာလို့သိရပါဗျ။ဖမ်းဆီးရမိတဲ့ရင်မောင်းရင်နှောင်းလိုက်နဲ့ရင်တို့ကိုဥပဒေနဲ့အညီစစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပြီးရင်ပေါ်ပါပစ္စည်းတွေကိုတော့တပ်ဆိုင်ရာပြည်သူတွေနဲ့ချိတ်ဆက်ပြီးပြန်လည်ပေးအပ်သွားမယ်လို့သိရပါဗျခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ရေဒီယို NUG သတင်းတောက်ကိုခန့်နှင့်တာဂီတို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ フフフ。